ူသားရဲ့အတွက်ဒုတိယဘုရားသခင်လို့သတ်မှတ်ယူဆထားကြတဲ့အရာကတော့ငွေကြီးပတ်စံပဲဖြစ်ပါတယ်။လူသားတွေအားလုံးကဘဝမှာယက်တိရှင်သန်နေထိုင်ဖို့အတွက်ကိုယ့်ရဲ့လူရင်းဆန္ဒတွေကိုဖြည့်ဆည်းဖို့အတွက်ပတ်စံဆိုတဲ့အရာကိုနီလန်ပေါင်းစုံနဲ့ရှာဖွေနေကြရတာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဒီကနေ့မှာပတ်စံနဲ့ပတ်စံဘယ်လိုရှာမလဲဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားခြင်းပါတယ်။ဝရမ်ဘဖကအသက်73နှစ်အရွယ်မှာသူ့တငယ်ချင်းကိုဗာပြောလဲဆိုရင်တော့ငါအသက်30ဒီမှာတန်းကျွယ်တတိမဖြစ်ရင် ဥမဟာရဲ့အမြင့်ဆုံးတိုက်ကနေခုံချမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ဘာဖြစ်တယ်လဲဆိုတော့တငယ်ချင်းတို့သိပြီးသားပါ။ဆိုတော့ဒီလိုတာမန်ကလေးကဒီလောက်ထိဘလို့အောင်မြင်သွားတယ်လဲ။အဖြေကတော့ယင်းနီးမြုပ်နှံမှုဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ငါယင်းနီးမြုပ်နှံမှုမလုပ်တတ်ဘူးလို့ပြောကောင်းပြောပါလိမ့်မယ်။ဒါပေမဲ့ဒီလိုမဟုတ်ပါဘူး။ကျွန်တော်တို့ကကျွန်တော်နေစဉ်ဘဝမှာတခုမဟုတ်တခုမှာယင်းနီးမြုပ်နှံနေပါတယ်။အမေတယောက်ကသူမရဲ့မိသားစုအတွက်အချိန်တွေယင်းနီးပြီးတော့မှရလက်အနေနဲ့ပျော်ရွှင်တဲ့မိသားစုကိုရရှိလာပါတယ်။ ဝန်ထမ်းတယောက်ကသူ့ရဲ့အချိန်ကိုလုပ်ငန်းခွင်မှာရင်းနှီးပြီးတော့ရလာအနေနဲ့လာစားရပါတယ်။နောက်တစ်ခါစီးပွားရေးလုပ်ငန်းရှင်ကလည်းပတ်စံကိုသူ့လုပ်ငန်းအတွက်ရင်းနှီးပြီးတော့မှရလာအနေနဲ့အမျက်ငွေရပါတယ်။ကျွန်တော်ပြောချင်တာကတော့ရင်းနှီးမြုပ်နှံခြင်းကကျွန်တော်တို့ဘဝရဲ့အနေအထားမှာရှိပါတယ်။ဝါရန်ဘက်ဖတ်ရဲ့ဆရာဘန်ဂျမင်ဂရဟမ်ကတော့သူ့ရဲ့နေ့စဉ်ဘဝရင်းနှီးမြုပ်နှံမှုအခြေခံသဘောတရားကိုနားလည်ပြီး The Intelligent Investor စာအုပ်ကိုရေးခဲ့ပါတယ်။1949မှာရေးခဲ့တဲ့ဒီစာအုပ်က အခုချိန်ဒီဆက်ဆက်မှုရှိနေတုံးမှာဒါကြောင့်ဒီစာအုပ်ကိုယင်းနှမြုပ်နှမှုနယ်ပယ်ရဲ့ Bible ချမ်းစာလို့ခေါ်ကြပါတယ်ဝါရန်ဘက်ဖတ်ကိုယ်တိုင်ဒီစာအုပ်ကိုဖတ်ဖို့အကြံပြုရင်းနဲ့ဗာပြောခဲ့တယ်လေဆိုရင်တော့ဒီစာအုပ်ဟာယင်းနှမြုပ်နှမှုအပေါ်ရေးထားတဲ့စာအုပ်တွေထဲမှာအကောင်းဆုံးဖြစ်ပါတယ်တဲ့အဲ့တော့ဒီစာအုပ်ထဲမှာပါရှိတယ်လေဆိုတာကိုကျွန်တော်တို့ကြည့်ကြရအောင်ခင်ဗျဒီဗီဒီယိုမှာသင်ခန်းစာ၈ခုပြောပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ယင်းနှမြုပ်နှမှုဆိုင်ရာမိကွန်းများစွာတို့ရဲ့အဖြေတွေကိုလည်းရရှိစီမှာဖြစ်ပါတယ်။အဲဒီတော့စကြကြအောင်ခင်ဗျ။ သင်ခန်းစာနံပါတ်1ရင်းနှီးမြုပ်နှံသူနဲ့ဈေးကစားသူရင်းနှီးမှုနယ်ပယ်မှာလူ2မျိုးရှိပါတယ်ရင်းနှီးမြုပ်နှံသူနဲ့ဈေးကစားသူပါကျွန်တော်တို့တွေပုံမှန်အားဖြင့်ရင်းနှီးမြုပ်နှံသူလို့ထင်ရတဲ့သူတွေကဈေးကစားသူတွေဖြစ်ပါတယ်သူတို့နေရာမှာဘာကွာလဲကြည့်ကြရအောင်ခင်ဗျဈေးကစားသူကလက်တလုံးဈေးကွက်အခြေအနေကိုကြည့်ပြီးဆုံးဖြတ်ချက်ချပါတယ်ဆိုလိုတာကတော့သူကသူ့ရဲ့ကံနဲ့ခံမှန်းနိုင်စွမ်းကိုယုံကြည်သူဖြစ်ပါတယ်တခြားတစ်ဘက်မှာရင်းနှီးမြုပ်နှံသူကတော့ခွဲခြမ်းစိတ်ပြမှုအပေါ်အခြေခံပြီးဆုံးဖြတ်ပါတယ် ယင်းဤမြုံနံသူမှာရေချင်း၃ခုရှိပါတယ်၁သူ့ရဲ့လှုပ်ဆောင်ချက်တွေက tran ခေရည်စီချောင်းအပေါ်မှာမူတီမနီပဲနဲ့ခွဲချမ်းစိတ်ပြမှုအပေါ်မှာအခြေခံပါတယ်ခွဲချမ်းစိတ်ပြတဲ့နေရာမှာအရေးကြီးတာကဈေးကွက်ကိုခွဲချမ်းစိတ်ပြတာမဟုတ်ဘဲနဲ့ကိုယင်းဤမဲ့ company ကိုခွဲချမ်းစိတ်ပြတာမျိုးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဈေးကွက်ကိုခံမှန်းတာကမဖြစ်နိုင်တဲ့လောက်ကိုခတ်ပါတယ်ဒါပေမဲ့ company ရဲ့စွမ်းဆောင်ရည်ကိုတော့ခံမှန်းလို့ရပါတယ်၂ပင်ရင်းငွေပမာဏကိုလုံခြုံအောင်ထားခြင်း၃ ထူးခဲ့တဲ့ရလဒ်ကိုအာယုံစိုက်တာမျိုးမဟုတ်ဘဲနဲ့ရေရည်ဆွမ်းဆောင်နိုင်ခြင်းကိုရည်ရွယ်ခြင်းဒီအရေးချင်းသုံးခုမရှိတဲ့သူကရင်းနှီးမြှုပ်နှံသူမဟုတ်ဘဲနဲ့ဈေးကွက်ကစားသူသာဖြစ်ပါတယ်ဂရဟမ်ကဘာပြောလဲဆိုရင်သင်ကတကယ်ကိုရင်းနှီးမြှုပ်နှံပြီးကိုယ့်ရဲ့ကံကြမ္မာကိုပြောင်းလဲခြင်းနဲ့ဆိုရင်ဈေးကွက်ကစားသူမဟုတ်ဘဲနဲ့ရင်းနှီးသူဖြစ်အောင်လုပ်ပါဘာလို့လဲဆိုရင်ရင်းနှီးမှုလောကရဲ့စัจ java လာအမှန်တရားကတင်းရဲ့ခံမှန်းချက်ကတစ်ချိန်ချိန်မှာမှားယွင်းနိုင်ပါတယ်ဆိုတာပဲဖြစ်ပါတယ် သင်ခန်းစာနှင့်ခုခံတတ်သောယင်းသည်သူချမ်းကျွသောယင်းသည်သူနှင့်လှရဲကံရဲရှိသောတက်ကြွသောယင်းသည်သူကျွန်တော်တို့လက်တွေ့ဘဝမှာဆိုရင်တော့ယင်းသည်မြုပ်နှံသူ၃မျိုးရှိပါတယ်ခုခံတတ်သောရန်လိုသောနှင့်တက်ကြွသောယင်းသည်မြုပ်နှံသူတို့ဖြစ်ပါတယ်ခင်ဗျချမ်းကျွသောရန်လိုသောယင်းသည်သူကလောဘကြီးပြီးအမျက်များများရခြင်းနှင့်အတွက်အန္တရာယ်များတဲ့ရန်ပုံငွေမှာယင်းသည်မြုပ်နှံပါတယ်ခုခံတတ်တဲ့ယင်းသည်သူကတော့အန္တရာယ်နည်းတဲ့ရန်ပုံငွေမှာယင်းသည်ပါတယ် လောက်ရဲကံရဲရှိတဲ့ယင်းဤသူကတော့သူ့ရဲ့ယင်းဤမြုပ်နှံမှုတွေကိုနှစ်ဘက်စလုံးမှာမျှတစွာနဲ့ထည့်ပြီးယင်းဤပါတယ်။ယင်းဤမြုပ်နှံမှုကိုလူတော်တော်များများကအချိန်တကနာမှာငွေမြောင်များစွာရှာပြီးတော့သတိဖြစ်ခြင်းလို့ထင်တတ်ကြပါတယ်။အမှန်တရားကတော့ကဘာမှာရှိတဲ့တခြားအလုပ်တွေလိုပဲဒီမှာလဲစိတ်ရှိဖို့လိုပါတယ်ခင်ဗျ။စိတ်မရှိရင်လည်းအမျက်ပိုရနိုင်ပေမဲ့ရုတ်တရက်ပြန်ဆုံးရှုံးသွားရင်တော့သင်ကုန်သင်ထင်းနေမှာမဟုတ်ပါဘူး။ဒါကြောင့်သင်က ဘလို့ယင်းမြုံနံသူဖြစ်မလဲဆိုတာကိုထေချာစဉ်းစားဖို့လိုအပ်ပါတယ်။ဒါကတင်းစီမှာအချိန်ဘလောက်ရှိလဲနဲ့တင်းရဲ့အကြီးကရည်ရွယ်ချက်အပေါ်မှာမူတည်ပါတယ်။တကယ်လို့တင်းစီမှာအချိန်အများကြီးရှိပြီးတော့အချိန်ပြည့်ယင်းဤသူ full time investor ဖြစ်ချင်နေဆိုရင်တော့ enterprise investor တက်ကြတော့ယင်းဤသူရဲ့ယင်းဤမှုအစုစု portfolio တိုင်းကျင့်သုံးနေပါတယ်။ enterprise investor တယောက်ဖြစ်ဖို့သင်ကခွဲခြားစိတ်ဖြတ်မှုများစွာလိုအပ်ပါတယ်။ဒါပေမဲ့လူတော်တော်များများကခွဲခြားစိတ်ဖြတ်ဖို့အချိန်မရှိပါဘူး။ အဲ့ဒါကြောင့်အချိန်ပိုင်းသာယင်းနီးမြုပ်နှံကြပါတယ်။ဆိုတော့သူတို့အတွက်ကခုခံတဲ့ယင်းနီးသူရဲ့ portfolio ကိုကျင့်သုံးရင်ပိုကောင်းပါတယ်။ဒီလိုလှုပ်ချင်းဖြင့်သူတို့ရဲ့အမြတ်ငွေနည်းနိုင်ပြီမဲ့ပြင်းပြဆွမ်းဆောင်ရည်ကတော့ကောင်းနေမှာပါ။ Gram ကကြမ်းကြုတ်တဲ့ယင်းနီးသူ aggressive investor ဖြစ်ဖို့ဘယ်သူ့ကိုမှအကြံမပြုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလမ်းကြောင်းကလောင်းကစားနဲ့တူနေလို့ပါ။တဲ့ကိုတရက်ထင်းနဲ့မိုးပေါ်ကနေချမ်းမြင်ထိဆွဲချနိုင်ပါတယ်။သင်ငန်းစာ၃ခုခံတဲ့ portfolio တင်ကခုခံတဲ့ယင်းနီမြုပ်နယ်သူဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ Graham ကယင်းနီဖို့အကြံပေးတဲ့ company တွေကိုကြည့်ကြရအောင်၁လုံလောက်တဲ့အရွယ်စားရှိတဲ့လုပ်ငန်းဆိုလိုတာကတင်ကကြီးမားပြီးတော့ဂုံရှိတဲ့ company တွေမှာယင်းနီသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကတင်ကိုရေးရှိမှလုံလောက်တဲ့အမျက်ပေးနိုင်ပြီးတော့သိငယ်တဲ့ company တွေကယင်းနီဖို့အနေနဲ့များပါတယ်။၂ခိုင်မာသောဘန်နာရဲ့အခြေအနေ company ရဲ့ assets ပိုင်ဆိုင်သောအဖို့တန်ပစ္စည်းကဝန်ထုတ်ဝန်ဖို့တန်နှစ်ဆများတဲ့ company မျိုးမှာယင်းနီသင့်ပါတယ်။ ဆိုလိုတာကကုမ္ပဏီရဲ့အချွေးနဲ့ဝင်ငွေအချိုးကနှစ်အချိုးတစ်ဖြစ်တက်ပါတယ်။ပြောရရင်တော့နေရာရာခိုင်နှုန်းလက်ရှိအချိုးပေါ့ဗျာ။သုံးဝင်ငွေတည်ငြိမ်မှုဆိုလိုတာကတော့လွန်ခဲ့တဲ့10နှစ်ကနေကုမ္ပဏီကအရှုံးမရှိဘဲနဲ့ပုံမှန်ဝင်ငွေတစ်ခုခုရှိနေရပါမယ်။ကဲလေးလေးရတော့အမြတ်ဝေစုမှတ်တမ်း။လွန်ခဲ့တဲ့အနည်းဆုံး15နှစ်အနည်း20ကလေးကရင်းနှီးမြှုပ်နှံသူတွေကိုအစုပေါ်အမြတ်အမြတ်ဝေစုဇက်တိုက်ပေးတဲ့ကုမ္ပဏီဖြစ်ရပါမယ်။၅ဝင်ငွေတိုးတက်မှု ကမ္ဘာ့ရဲ့အမြတ်ငွေကနှစ်စဉ်တိုးနေရပါမယ်။လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာအနည်းဆုံး33ရာခိုင်နှုန်းထိတိုးရပါမယ်။6အလယ်အလတ်ပီအချူကမ္ဘာ့ဝေစုရဲ့လက်တော်ဈေးကနှစ်20ပြန်ရငွေအမြတ်ရဲ့15ဆထက်မပိုရပါဘူး။မဟုတ်ရင်သင်ကအဲ့ဒီ stock ကိုငွေရင်းတန်ဖိုးတဲ့ပိုတဲ့ဈေးနှုန်းနဲ့ဝယ်နေတဲ့အတွက်သင်ရဲ့အနာဂတ်အမြတ်ကိုရော့စေပါတယ်။ဒီအရာတွေတဲ့အရေးကြီးတဲ့အရာကဘာလဲဆိုတော့ခုခံရင်းနှီးသူက group stock ဒိုတက်မှု stock share မှာရင်းနှီးတာကိုရှောင်ကျဉ်ရပါမယ်။သူ့ရဲ့ portfolio က50 50ရာခိုင်နှုန်းရှိနေရပါမယ်။ပြောချင်တာကတော့50ရာခိုင်နှုန်းကိုငွေကြေးစာချုပ် bond ဒါမှမဟုတ်ငွေသားမှာရင်းနှီးပြီးတော့မှ channel 50ရာခိုင်နှုန်းကို equity stock မှာရင်းနှီးသင့်ပါတယ်။တကယ်တမ်းတော့ Warren Buffett နဲ့ Benjamin Graham တို့ကစိတ်ရှိတဲ့ခုခံတတ်တဲ့ပြီးရင်မျော်လင့်ချက်အနည်းငယ်သာထားတဲ့ရင်းနှီးသူတရားပြဖို့သင်ကြားပေးပါတယ်။ဒါပေမဲ့မိတ်ဆွေအနေနဲ့အချိန်ပြည့်ရင်းနှီးသူ full time investor တယောက်ဖြစ်ပြီးတော့မှ အမြဲများလိုချင်တော့အခုပြောမယ်နောက်တစ်ချက်ကသင်အတွက်ဖြစ်ပါလိမ့်မယ်သင်ကစားလေးတက်ကြသောယင်းသူ enterprise investor တက်ကြသောယင်းသူတယောက်ရဲ့ portfolio မှာဒီလေးခုကိုတရားပေါက်တွေ့ရပါလိမ့်မယ်စိတ်ရှိမှုစီကံရှိမှုလေးလာဖို့စိတ်ထက်သန်မှုနဲ့များစွာသောအချင်းယင်းမျိုးနဲ့မှုလို့ဖြစ်ပါတယ်ခင်ဗျဘဝမှာတခုခုရရှိဖို့သူများနဲ့မတူတဲ့အရာလောက်ရသလိုယင်းမျိုးနဲ့မှုမှာအရှုံးနေပြီးတော့အမျက်များဖို့အတွက်သူများနဲ့မတူတာတွေလောက်ရပါမယ် ဘာလို့ရမလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်ခင်ဗျနံပါတ်1ဈေးကွက်ကိုစန့်ကျင်မှုလူတွေကဈေးကွက်ရှယ်ယာကျတဲ့အချိန်အစုရှယ်ယာတွေရောင်းနေတဲ့အချိန်မိတ်ဆွေရဝယ်ပါပြီးရင်ရှယ်ယာတက်နေတဲ့အခါလူတွေလောဘကြီးနေတဲ့အချိန်မှာတငယ်ချင်းကရှယ်ယာတွေကိုရောင်းပါနံပါတ်2ဒုတက်မှုစတော့ရှယ်ယာဝယ်ခြင်းဒုတက်မှုစတော့ရှယ်ယာဆိုတာကတော့တခြားပြန်ပက်ကုမ္ပဏီတွေထက်ပြင်းပြခြင်းအပြင်ပုံမြက်နေတဲ့ကုမ္ပဏီကိုဆွလို့တာပါ တို့စီမှာသူများတက်တမှုထူးခြားတဲ့ကွန်ပျူစီနဲ့ဝန်ဆောင်မှုတွေရှိတဲ့အတွက် အနာဂတ်မှာတို့ရှယ်ယာတန်ဖိုးမြင့်နိုင်ပါတယ်။ဒါပေမဲ့ဒီကုမ္ပဏီတွေရဲ့ရှယ်ယာက PE အချိုးများပါတယ်။ပြီးရင်တန်ဖိုးရှိတဲ့ story ထက်အမျက်ဝေစုနည်းပါတယ်။ဆိုလိုတာကမိတ်ဆွေရဲ့သူရိသနာမှန်ကန်ပြီးတော့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတန်ဖိုးမြင့်တက်သွားတယ်ဆိုရင်မိတ်ဆွေကရှယ်ယာကနေအမျက်ငွေကောင်းကောင်းရနိုင်ပါတယ်။ဒါပေမဲ့ဒီ story မှာမရင်းနှီးခင်တေချာလေးသူရိသနာလုပ်ဖို့အရန်အရေးကြီးပါတယ်။ ဒါမှမိတ်ဆွေအနေနဲ့မှန်ကန်တဲ့ခံမမှုပြုလုပ်နိုင်မှာပါမဟုတ်ရင်ဆုံးရှုံးမှုနဲ့လည်းကြုံရနိုင်ပါတယ်အဲဒါကြောင့်ခုခံပြီးယဉ်ဤသူတွေကိုဒီနေရာမှာလက်မထည့်ခံရခြင်းဖြစ်ပါတယ်၃ဈေးစစ်ပြီးရှင်းရဝယ်ပါဒီစတော့အမျိုးအစားကနမကြီးကုမ္ပဏီယာဖြစ်ပေမဲ့ဈေးကွက်အကြောင်းအရာတစ်ခုခုကြောင့်ဈေးသက်သာစွာရရှိနေတာပါဆိုလိုတာကသူတို့ရဲ့ဈေးကွက်ရှင်းရကနည်းပေမဲ့လို့အဲ့ဒီကုမ္ပဏီရဲ့ပင်ကိုတန်ဖိုးကိုကြည့်မယ်ဆိုရင်တော်တော်မြင့်တက်နေပါမယ်၄အထူးအခြေအနေများကိုဝယ်ယူခြင်း ကမ္ဘာငွေရဲ့ရှယ်ယာကိုကမ္ဘာကြီးကရတော့မယ့်အချိန်မှလည်းအမြတ်တော်တော်ရနိုင်ပါတယ်။ဥပမာအားဖြင့်ရူချီဆိုယာရဲ့ရှယ်ယာဒီကမ္ဘာကအရှုံးပေါ်နေခဲ့ပါတယ်။သူ့ရဲ့ရှယ်ယာတန်ဖိုးက20ရူပီ928.86 mmk ထက်ရောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကမ္ဘာကိုပတ်တန်ဂျာလီကဝယ်လိုက်ပါတယ်။ဆိုတော့အမြတ်ငွေရလာပါတယ်။နှစ်နှစ်နောက်မှာတော့ဒီနေ့အချိန်မှပေါ့ရှယ်ယာတန်ဖိုးကရူပီ1000 26000ထက်များနေပါပြီ။ငါ မစ္စတာမာကတ်ယင်းဒီမြို့နယ်မှုမှာအရေးကြီးဆုံးအရာကဈေးကွက်ဖြစ်ပါတယ်ခင်ဗျဒါတော့အားလုံးသိပါလိမ့်မယ်ဒါပေမဲ့ဈေးကွက်အတက်အကျများတဲ့အတွက်ကြောင့်လူတော်တော်များများကဈေးကွက်မှာယင်းဒီဖို့ကြောက်ရွံ့ကြပါတယ်ဒီရှုပ်ထွေးတဲ့ဈေးကွက်ကိုကျွန်တော်တို့နားလည်နိုင်ဖို့ဂရီဟမ်ကသူ့ရဲ့စာအုပ်မှာဆိုရင်မစ္စတာမာကတ်လို့အမည်ပေးပြီးတော့မှအသုံးလုပ်ထားပါတယ်မစ္စတာမာကတ်ရဲ့စိတ်ကမနေ့တိုင်းပြောင်းလဲပါတယ်သူစိတ်ကောင်းနေတဲ့အချိန်ရှယ်ယာတန်ဖိုးကိုမူရင်းတန်ဖိုးတက်အောင်လှုပ်ပေးပါတယ်ဥပမာတရားရန်ရှယ်ယာကိုတစ်ထောင်နဲ့ပေးတာမျိုးပေါ့ တကယ်လို့သူစိတ်မကောင်းတဲ့အချိန်ကြတော့တရားရန်ရှယ်ယာကို30နဲ့ပေးတာလည်းရှိပါတယ်တကယ်လို့မိတ်ဆွေရာပညာရှိပုဂ္ဂိုလ်တယောက်ဆိုရင်တော့မစ္စတာမာကတ်စိတ်ကောင်းနေတဲ့အချိန်တရားရန်ရှယ်ယာကို1000နဲ့ရောင်းပြီးသူစိတ်မကောင်းတဲ့အချိန်တရားရန်ရှယ်ယာကို30နဲ့ဝယ်ပါလိမ့်မယ်လူတော်တော်များများကဒါရိုက်ဆန့်ကျင်ဘက်ကိုလောက်ကြပါတယ်မာကတ်ရဲ့ mood ကောင်းနေတဲ့အချိန်သူတို့ကဈေးကြီးကြီးပေးပြီးတော့မာကတ်ကစိတ်ထက်ကောင်းအောင်မယ်လို့ခံမှန်းကြပါတယ်1000နဲ့ရှယ်ယာက9000နဲ့ဖြစ်သွားမယ်လို့ထင်ပြီးတော့1000နဲ့ရှယ်ယာကိုဝယ်ကြပါတယ် ပြီးရင်သူမုတ်မကောင်းတဲ့အခြေမုတ်ထက်မကောင်းဘူးလားဆိုပြီးတော့မှစိုးရင်ကြပြီးတော့တစ်ဆယ်တန်းရှယ်ယာကိုဝယ်ကြပါတယ်ဂရီယမ်ကဘာပြောလဲဆိုရင်သင်ကခုခက်ရင်းနှီးသူဖြစ်ချင်တယ်ရေရှည်ရင်းနှီးချင်တယ်ဆိုရင်တော့ဈေးကွက်ကိုမိထားလိုက်ပါသူ့ရဲ့စိတ်ဘလို့ရှိလဲဆိုတာကသင်ကိုအကျိုးသားမှုမရှိစေပါဘူးသင်ကရင်းနှီးပြီးပြီဆိုရင်ဈေးကွက်အပေါ်ရောက်ရောက်အောက်ရောက်ရောက်သင်ပေါ်ထိရောက်မှုမရှိသင့်ပါဘူးဒါပေမဲ့ရင်းနှီးမြုပ်နိုင်တဲ့အခါဈေးကွက်နှုံးနဲ့ရင်းနှီးရတာဖြစ်တဲ့အတွက်ဈေးကွက်ကျနေချိန်သာဝယ်ဖို့ကြိုးစားပါ6 margin of safety ဘေးကင်းအနာသက်တကယ်လို့သင်ကဈေးကနေတရားရံပစ္စည်းဝယ်မယ်ဆိုရင်တရားရံတရားပဲယူသွားမှာလားတော်တော်များများတော့အဲ့လိုပဲလုပ်ပါလိမ့်မယ် engineer တယောက်က2000 kg တူလောင်အားကုန်တင်အားရှိတဲ့တရားစောက်မယ်ဆိုရင်2000 kg အတိအကျစောက်ပါမလားမစောက်ပါဘူးပညာရှိတယောက်က150 200လောက်ယူသွားပါမယ်တော်တဲ့ engineer ကတော့မလိုအပ်တဲ့ပြဿနာမဖြစ်အောင်3000ကနေ4000 kg တင်နိုင်တဲ့ တရားဆောက်ပါလားဒီလိုမျိုးအရှုံးကိုရှော့ချနိုင်တဲ့ဤကူ margin of safety begin အနာသက်လို့ခေါ်ပါတယ်ခင်ဗျဂရမ်ပြောတာကတော့ယင်းမျိုးနံမှုမှာမလုပ်ရမယ်ဆိုတာထက်ဘာမလုပ်ရဘူးဆိုတာကပိုအရေးကြီးပါတယ်အဲဒါကြောင့်ကျွန်တော်တို့တွေက margin of safety ကိုဘယ်တော့မှမမေ့သင့်ပါဘူးအဲ့လိုမဟုတ်ရင်ကျွန်တော်တို့ရဲ့အဓိကငွေပမာဏကိုထိရောက်စေပါတယ်ဒီတော့ယင်းမျိုးနံမှုမှာ margin of safety ကိုဘယ်လိုဆုံးဖြတ်ရမလဲအရေးကြီးတာတစ်ခုက store ရဲ့ဈေးနှုန်းနဲ့တန်ဖိုးက အမြင်နဲ့တခုပဲရှိမနေပါဘူးဈေးနှုန်းဆိုတာကကျွန်တော်တို့အဲ့ဒီချိန်အဲ့ဒီ stock ကိုဝယ်ဖို့ပေးတဲ့ငွေကိုစိုးလို့တာပါတန်ဖိုးဆိုတာကကြတော့အဲ့ဒီ company ရဲ့အမြက်ဝေစုနဲ့ပိုင်ဆိုင်မှုကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်တကယ်လို့ share တခုရဲ့တန်ဖိုးက ruby 50ဖြစ်တယ်ဆိုရင်လူတွေကပုံမှန်အပြည့်အဲ့ဒီ stock ကို ruby 50နဲ့ဝယ်ကြပြီးတော့သူ့ရဲ့ဈေးတက်ဖို့စောင့်ကြပါတယ်ဒါပေမဲ့ဒီနေရာမှာ Warren Buffett သာဆိုရင်မလုပ်လိမ့်မလဲသူသာဆိုရင်တော့ ဈေးရမူလတန်ဖိုးရဲ့သုံးပုံနှစ်ပုံမဖြစ်မချင်းအဲ့ဒီ stock ကိုဝယ်မှာမဟုတ်ပါဘူးဆိုလိုတာက50တန် stock ကို30 35တန်ဖိုးနဲ့မရမချင်းမဝယ်ပါဘူးဒါကြောင့် margin of safety ကအကျိုးအမြတ်ချက်ချင်းပေးပြီးတော့မှ principal လုံခြုံရေးလည်းပေးပါလေနံပါတ်9 IPO investment initial public offering IPO မှာဆိုရင် တော့ company ကသူတို့ရဲ့ share တွေကိုကုန်သွယ်ရေးဘဏ္ဍာနဲ့ပေါင်းပြီးရောင်းပါတယ်ကျွန်တော်တို့တွေပုံမှန်အားဖြင့် stock market ကနေဝယ်ကြတဲ့ share တွေကို ကျွန်တော်တို့လိုတာမန်လူတွေသာရောင်းကြပါတယ်။ဒါကြောင့် store ရဲ့ဈေးအစစ်ထက်တက်တာစွာရဖို့ရခိုင်လုံးများပါတယ်။တခြားတစ်ပတ်မှာ company ကသူ့ရဲ့ store ကိုပုံမှန်ဈေးထက်ဘယ်တော့မှ short ရောင်းမှာမဟုတ်ပါဘူး။ဒီနေရာမှာ margin of safety သဘောတရားကိုအသုံးပြုလို့မရပါဘူး။ဒါတော့လူတွေက IPO ယူဖို့ဆေးရထက်တန်နေကြပါတယ်။ Graham ကတော့ဒါကိုရှောင်သင့်တယ်လို့ဆိုပါတယ်။ number 8ဈေးကွက်နဲ့ငွေကြေးဖောင်းပွမှုကျွန်တော်တို့ဒီလောက်ထိတည်ပြီးပြီဆိုတော့ကျွန်တော်တို့ကြိုးစားပြီးရှာထားတဲ့ငွေတွေကို စတော့ဈေးကွက်နဲ့လေးလာရလိုတဲ့အရာမှာဘာလို့ရင်းနှီးတင်တယ်လဲရိုးရှင်းစွာ10နှစ်စာ FD fixed deposit တင်ပြီးပျော်လဲလို့မရဘူးလားဒါရဲ့အဖြေကတော့ inflation ငွေကြေးဖောင်းပွားမှုဖြစ်ပါတယ်10နှစ်အရှိကတကီလိုရူပီ90 1300ကျပ်ရှိတဲ့ပဲကအခုဆိုရင်တကီလို3000 3500ကျပ်ပေးနေရပါပြီစီစည်းကတော့ပြောစရာမလိုပါဘူးမိတ်ဆွေတို့သိပြီးသားပါ10နှစ်အတွင်းမှာငွေကြေးဖောင်းပွားမှုနှုန်းက600ခန်းနှုန်းကနေ900ခန်းနှုန်းတွေ့ရှိရပါတယ် fix deposit ကတင့်ကို900ခန်းလုံးကနေ600ခန်းလုံးအမြတ်ပေးပါတယ်။ဆိုလိုတာကရေရှည်ကြည့်ရင်တင့်ရဲ့စုစုပေါင်းငွေရတန်ဖိုးကတေချာပေါက်ရော့ပါလိမ့်မယ်။တတိပြည့်စုံမဲ့သဘောတရား concept ကတော့တင့်ရဲ့ယင်းနှမျိုးနဲ့မှုငွေဟာငွေကြီးဖောင်းပွားမှုထက်များနေရပါမယ်။ဒါမှတင့်ကအမြတ်ငွေရပြီးတော့ရေရှည်မှာထူးချွန်တဲ့ယင်းနှမျိုးနဲ့သူအဖြစ်လူတွေတင့်ကိုသိကြမှာဖြစ်ပါတယ်။ဒီလိုဆိုတော့တကယ်ချင်းတို့ဒါကတော့ယင်းနှမျိုးနဲ့မှုရဲ့အကောင်းဆုံးစာအုပ် ဒီ intelligent investor ဆောက်ထဲကအရေးကြီးတဲ့အကြောင်းအရာတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဗီဒီယိုကို like လုပ်ပေးပါဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဘူးဒရာတွေများစွာနဲ့စီးပွားရေးအမြင်တွေအများကြီးရရှိသွားမယ်လို့ထင်ပါတယ်